meditation ပုံစံနဲ့မေတ္တာကိုအာယုံနဲ့လေ့ကျင့်အာယုံဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းတက်ရှိတတ္တဝါနဲ့လေ့ကျင့်ရမယ်တည်သွားတဲ့လူနဲ့မလေ့ကျင့်လို့မရဘူးဒီဘဝမှာလက်ရှိရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေ့ကျင့်ရမယ်ကောင်းပြီလေ့ကျင့်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1 သက်ရှင်စေပုဂ္ဂိုလ်တည်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ထင်မယ်တည်တဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးတည်သွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေးချင်းပြီးတော့တို့ယူခြင်းနဲ့ဆိုလို့ရှိရင်အဲတည်တဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ရွေးပါအဲ့လိုရွေးတဲ့အခါမှာလည်းပဲလူကို၃မျိုးလောက်ခွဲလိုက် သုံးမျိုးလောက်ခွဲလိုက်တူကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာတူဟိုတူကခင်လည်းမခင်မုံလည်းမမုံနဲ့တမန်ပုဂ္ဂိုလ်နောက်တူကမုံတဲ့ကိုရံသူဟောသုံးမျိုးခွဲလိုက်ပုဂ္ဂိုလ်သုံးစားရှိလူတိုင်းလူတိုင်းဟာဒီလိုသုံးစားရှိနေမှာပဲအများအားဖြင့် ဒါရေပုံရအဖြစ်ပြောတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြောတော့မယ်ဆိုလို့ရှိရင်ကိုနဲ့ခင်လဲမခင်မုန်းနဲ့မမုန်းတဲ့ပုဂ္ဂိုလ်ကို သွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ပုံမှာခင်မမခင်တာကို အဲ့သူ့ပေါ်သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့ယန္တုကိုရွေးမလားဆိုဟာယန္တုသွားရွေးရင်တော့ဒေါသဖြစ်မှာပဲမေတ္တာပြိုးလို့မရဘူးဒါကြောင့်မို့ယန္တုကိုလည်းမရွေးနဲ့အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကအဲ့ဒီပုဂ္ဂိုလ်ရွေး ဒီရွေးတဲ့နေရာမှာလည်းပဲနောက်တစ်ခုတတိထားဆရာလိန်တူကိုပဲရွေးရမယ်တဲ့လိန်ခွဲကိုသွားမရွေးရဘူးဆိုလိုတာကမေတ္တာပို့မဲ့ပုဂ္ဂိုလ်ဒီအမျိုးသားဆိုရင်အမျိုးသားတန်ငယ်ချင်းတွေကရွေးအမျိုးသမီးဆိုရင် အမျိုးသမီးတွေကရွေးအမျိုးသားကအမျိုးသမီးကိုသွားရွေးမယ်အမျိုးသမီးကအမျိုးသားကိုသွားရွေးမယ် ်မျိုးသားကမျိုးသမီးကိုရွေးမယ်လိမ့်မတူတာကိုသွားရွေးလို့ရှိရင်မေတ္တာဖြစ်မဲ့အစားတဏှာရာဂတွေဖြစ်တာတတ်တယ်အနည်းရရှိတယ်